ခိုင်မင်းဝေတော့ပြဿနာတွေတက်ကုန်ပြီညို့ခိုင်မင်းဝေကြီးပဲလားဆိုတော့နေပြည်တော်ရန်ကုန်စစ်တိုင်းမှုတွေလည်းဟွအသက်ကြီးမှအထူထောင်းခံရတယ်ကြားတယ်ဗျာဆိုတော့နောက်တစ်ခုက PDF တရားတေးဥဒံဝေပိုင်လိုင်းတလျှောက်ကိုဒိန်ချုပ်ပြီလားဆိုရဲလောက်ဆောင်ချက်တချို့ကျွန်တော်တို့တွေ့လာရတယ်ဒီသုံးခုကိုကျွန်တော်ဆက်ဆက်ပြောပြမှာဖြစ်ပါတယ် ခန်းနေဝေတရင်ဟာဒီမနက်မှာတော်တော်ကိုအုပ်အော်တောင်းနှင်းထွက်ပေါ်လာပါလေဒါဟာဖက်စစ်တဲ့ရှုံးနေတဲ့အခြေအနေတွေကိုဖုံးလွှမ်းခြင်းလို့လားသူ့ဟာသူကလိန်ကြပြီးမျက်နှာဖုံးကွာကြတာလားလို့ပြောလို့မရပေမဲ့မင်းကညထိဖြစ်နေတဲ့ထိုးစစ်ဒေါ်လန်ထိုးစစ်မှာအရေးကြီးတဲ့ဒေတာနှစ်ခုနဲ့နေရာနှစ်ခုပါပါတယ်ပထမတစ်ခုကတောင်မူရန်ကုန် မန္တလေးအမြန်လမ်းနဲ့9မိုင်အကွာကအချိန်ဒီနောက်တစ်ခုကမြင်းညံခရိုင်အထူးစစ်စင်ရေးရဲ့တည်ယူထားတဲ့တပြိုင်နက်ထိုးစစ်စင်တဲ့နေရာတွေကိုလေ့လာကြည့်တဲ့အခါမှာနထိုးဒီနထိုးကြီးမြို့နယ်က gas pipeline မြို့မှာ yes gas ဆိုတဲ့ကိစ္စတစ်ခုရယ်တောင်တာ gas pipeline ဆိုတာရယ်တွေ့ရတယ်။ကျန်တဲ့တိမ့်နေနေရာတွေကတော့6နေရာ7နေရာလောက်ရှိတယ် ခရင်တရင်၁၀ခုနဲ့ပြူအောင်မြောက်ပိမ့်ပိုက်မှုညကကျွန်တော်တင်ပြပြီးပြီဖြစ်တယ်။ဆိုတော့ဒီသတင်းတွေကိုဖုံးလွှမ်းဖို့ခိုင်မင်းဝေကိုဆွဲထုတ်ပြီးထိုးကျွေးလိုက်တာလားဆိုတာမျိုးကိုလည်းကျွန်တော်တို့တစ်ဖက်ကနေတတိချက်ထားဖို့လိုတယ်။ဒါပေမဲ့မျက်နှာဖုံးကွာကြတဲ့ခိုင်မင်းဝေအကြောင်းလေးခိုင်မင်းဝေတော့လောင်နေပြီဆိုတဲ့အကြောင်းလေးစပြောကြရအောင်။ဒီကနေ့မနက်မှာပို့တကူတက်လာပါတယ်။နိုင်ငံကျော်မင်းသမီးခိုင်မင်းဝေကြီးကိုကြီးစာတရားလေးထားပြီးပါလား။ ဒီပစံတွေကအလကားရတဲ့ပစံတွေမဟုတ်ဘူးတိန်သုံးရာကျော်မှားလွဲမိလို့ပြန်ပေးပါလို့တောင်းတာဘူးတော့ကလိမကြပါနဲ့မင်းကခုနှစ်ရက်နေကကုန်တယ်စီကိုအထည်ဘူး29သိန်း9500လွှဲရမှာမဟုတ်လို့လွှဲလိုက်ပါဒါပေမဲ့ခိုင်မင်းဝေရဲ့ foundation account တွေကိုမှားလွဲမိပါလေအဲ့တော့လွှဲပြီးပြီးချင်းမှာခိုင်မင်းဝေရဲ့ပရဟိတယုံကြည်ကိုတွားပြီးတော့အတိပေးပြီးမှားလွဲမိတဲ့အကြောင်း အကြောင်းကြားပါတယ်။ခိုင်မင်းဝေကတော့ဖလန်းဖလန်းထပြီးပျော်ပွေရောက်နေတယ်လို့ဆိုပါတယ်။နောက်၄-၅ရက်ကြာမှရောက်မယ်ဆိုတော့ဖုန်းဆက်လို့မရဘူးလား။ဒါပါတော့အဲ့တော့အဲ့ဒီမှာ bank statement တွေတွားယူဘာညာဘောဗျာ။၄-၅ရက်ထက်ဆော့စောင့်ပါတယ်။စောင့်ခိုင်းတဲ့ရက်ပြည့်လို့ဖုန်းခေါ်တဲ့အခါကျတော့လေတောင်တကုံကထောက်ခံချက်တွားယူလေ။တောင်တူမျိုးနေရုံကလည်းသူမျိုးမဆိုင်ဘူးလေဘော်လီဘောတွေပုတ်ကြတာပေါ့ဗျာအဲ့တော့ည9နာရီမှာတော့တဲ့ ခိုင်နေဝေမန်နေဂျာနာမည်ကန်တူဖုန်းဆက်ပါလေတဲ့သူပြောတာကမာလွဲမိလို့တနာကြီးအတွင်းသွားပြောတယ်ကျမတို့ငွေကိုအဲ့ဒီတနာကြီးအတွင်းမှာလူလိုက်ပါတယ်လို့ပြောပါတယ်ဟာတနာကြီးအတွင်းနေလူနေကြတာမြားခိုင်နေဝေကလိန်ကြနေပြီလားဒါပေမဲ့အလုံးငွေလက်ခံလဲသူတို့မှာမရှိသူတို့ဘယ်ကိုလူလိုက်လဲမသိပါဘူးတဲ့ဗျာကျမတို့က ဘသူနာမည်နဲ့လူတာလဲမေးလိုက်တော့သူတို့ကတိမ့်တောင်းချီဝင်နေတာတဲ့အချင်းကြီးတပြင်းကြီးအကုန်လူတယ်တဲ့တိမ့်တောင်းချီဝင်နေတာလို့ပြောတဲ့ခိုင်မင်းဝေရဲ့မန်နေဂျာဆိုတဲ့ကောင်တခါတည်းမေးမယ်ဗမာပြည်ကအဲ့လောက်ချမ်းသာနေလားမနေ့တနေ့ကအထိချမ်းကြီးဖနှက်ဆက်ရုံမှာတနေ့1000ရဖို့တပိတ်မောက်နေရတယ်1000မောက် စံတပီ8500စံကြမ်းတပီ9600အချိန်ပါတမင်းကျော်နဲ့ကြက်ဦးနဲ့စားရင်9600 4000ကျနေတဲ့အချိန်ပါတောင်း2000တနေ့လောက်ခါသာလာရဖို့ငါတို့တိုင်းပြည်ရန်ကုန်မြို့ရဲ့လှိုင်းတာယာမှာဆန္ဒပြတောင်းနေရတဲ့အချိန်ပါမင်းတို့စီကိုတိမ့်တောင်းချီဝင်နေတယ်ဆိုတော့ကငွေမဲတွေခွာကြပြီးငွေဒုတွေနဲ့လူနေတာလို့ပဲခိုင်နင်းဝီပရာဟီတာဖောင်ဒေးရှင်းကို ယူဆစရာဖြစ်လာအဲ့တော့အဲ့တော့အဲဆိုတော့လှူလိုက်ပြီနေပြီးတော့ကိုလည်းလူတဲ့ပတ်စံကိစ္စအစစ်စင်တင်ပေးရမယ်အဲပတ်စံ330ကဒီလောက်အဆင့်ထိလောက်ရမယ်လို့ကျွန်မမသိခဲ့ဘူးလို့ပတ်စံမှားလွဲလို့မရှိမယ်ရှိမယ်လीတွားလှူတဲ့အမျိုးသမီးနာမည်တော့မပြောတော့ပါဘူး ဝင်ဝင်တော့ကဘသူစီကဝင်လာမှမစစ်သေးပဲပြန်ထွက်ကမှနေပြီးတော်ဒီစရင်တင်ရတယ်တဲ့လားခိုင်မင်းဝေပရာဟိတာဟိအဲ့တော့နေပြီးတော်ဒီတင်တာကိုကျွန်တော်တို့ဘာလို့ဆောက်ရမှာလဲဘာညာဘောနုပြောကြဆိုကြငင်းကြပွေကြအဲ့တော့ဘလို့ယုံရမလဲမေးတဲ့အခါကျတော့မယုံရင်တရားဥပဒေတိုင်းလုပ်တယ်ဗျာစစ်တပ်ကမတရားရလာတဲ့သို့မဟုတ် နီးပေါင်းဆုံးဘိန်းဆေးပြအစရှိတဲ့ဟာတွေနဲ့ငွေချေးခွာချမှုနဲ့ငွေမဲကိစ္စကြီးဟာခိုင်နင်းဝေရတိတိကျကျပေါင်းပြီးပတ်သက်နေလို့တဲ့တံမရရှိနေပါလေရှိစီရတွေ့နေရပါလေအဲ့တော့စစ်တပ်ငွေမဲခွာချပြီးတဲ့အခါကျတော့စစ်တပ်ကတော့ဘယ်ဖမ်းမှာမဟုတ်လို့လေဗျာအဲ့တော့ကျမရဲ့ချွေးနှစားတွေကိုတပြားတစ်ချက်ကအစာတံမှုထားပါလေ ကျွန်မပေါ်မတရားဘူးလို့ခံစားမိပါလေခိုင်နေဝေသိမသိတော့ကျွန်မမသိပါဘူးခိုင်နေဝေသိအောင်ကုပြောပေးကြပါလို့ကျွန်တော်တို့နိုင်ငံသားပြည်သူတယောက်ရဲ့အကူအညီတောင်းလာမှုပေါ်ခိုင်နေဝေ3300ကိုမခိုးပါနဲ့ပြန်ပေးပါလို့ပဲကျွန်တော်ကပြောချင်ပါလေနော်အကောင်မလွှဲမိတာမဟုတ်ဘူးလွှဲလိုက်တဲ့ဘဏ်ကောင်းတွေစစ်တယ်လေအကောင်ရှိတယ်တနအီတွင်းသူတို့ကလူတွေလို့ပြောထားတဲ့တတ်သိရှိပါတယ် အဲ့တော့ပစံလေး330နဲ့အဲ့လို330မျိုးဘယ်နှယောက်လိန်ကလိန်ကြပြီးပြီလဲတော့မသိဘူးပေါ့ဗျာအခုကတော့ကျက်ချေလောင်လောင်ဖတ်ပေါ်လာတဲ့အတန်တစ်ခုပေါ့ခိုင်နင်းဝေသူများချွေးနေစာလေးနဲ့ပစံတွေကိုကလိန်မချပါနဲ့ဗျာခမားစစ်တပ်နဲ့ပတ်သက်ပြီးစစ်တပ်ကလုပ်တဲ့ငွေမဲတွေငွေပြူတွေကိစ္စငွေတုတွေကိစ္စ လွတ်သွေးတော့လုံနေပါဘူးเนาะမလွတ်သွေးတော့ခင်ဗျားပေါ်ပါခင်ဗျားတို့ကျွန်တော်တို့ကတော့ဘာမှမလုပ်ပါဘူးလောကကြီးကတန်ခတ်ပြီးပြည်သူရဲ့မေတ္တာစေတနာတရားဟာခင်ဗျားဘောကဇောက်တိုးကြသွားစေနိုင်တဲ့အထိအစွမ်းထပ်ပါတယ်ပြည်သူတို့ရဲ့ငွေကြေးတွေဟာချွေးနေတာအစ်စ်တွေပါအဲ့တော့ခိုင်နေဝေရဲ့အတ္တဟိတလေးတွေလည်းကျွန်တော်တင်ပြရှင်းပါသေးတယ်မန္တလေးတိုင်းစကိုင်းတိုင်းကိုဗဟုပြုပြီးတော့ ခုနှစ်တသမခုနှစ်ရစ်တာစကေးရှိတဲ့အင်္ဂလင်ကြီးမလာ28ရင်းကလောက်ခဲ့ပါတယ်ဒီအင်္ဂလင်မှာလူပေါင်း3900ကျော်တရားဝင်သေဆုံးတယ်လို့တရားဝင်သတင်းအများအားသိရပြီးလူမသိသူမသိတရားဝင်သေဆုံးသူအခြေအနေကတော့တောင်းတဲ့အချိန်နှီးပါရှိတယ်လို့ခံမှန်းလို့ရပါတယ်အဲ့တော့ငလင်ဖြစ်နေတဲ့ကာလမှာလေစစ်တပ်ကဘုံကျဲတယ်မလာ28ရင်းကနေဒီနေ့ထိဘုံကျဲမှုအချိန်ပေါင်းအချိန်ပေါင်း600ကျော်လောက်လုပ်ခဲ့တယ်လို့မှတ်တမ်းများရသိရတယ် နိုင်ငံကလာရောက်ကူညီတဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်းလုံခြံသတင်းများနဲ့ပရိုက်တာအဖွဲ့များလှူဒါန်းမှုများငလျင်တွင်းမိမိမိသားစုဝင်အသက်ကယ်နိုင်ရေးအတွက်တော့အကူအညီတောင်းခံတဲ့အသံတွေပွက်တော်ညံခဲ့တဲ့ငလျင်ဘယ်သတင်းတော်ဝင်မှာသတင်းရိုက်ကူးကွင်းမပေးဘဲယနေ့အချိန်ထိနိုင်ငံကရရှိတဲ့အလူငွေများကိုပြည်သူကိုတတ်ဖို့ဘုံစံအကြီးစံတွေဝယ်နေတဲ့စစ်တပ်နိုင်ငံကလှူတဲ့သူတွေ ခမားတို့ကတော့လူသက်အပီဝရံပြီးလက်ထဲပတ်စံထည့်လိုက်တဲ့အတွက်ငရဲမှာခမားတို့အဖို့ဗျအဲ့တော့အဲ့ဒီမှာခိုင်မြွေထွက်လာတယ်တိမ်ပေါင်း၄000ကျော်လူမှုကူညီပရိုက်တာလုပ်ငန်းတွေဘာညာတွေမိဘမဲ့ကလေးတွေကိုကူညီစောက်ရှောက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ခိုင်မြွေဟာတဖြည်းဖြည်းထင်ရှားလာခဲ့ဧပြီလ၂ရက်နေ့မှာမန္တလေးစကိုင်းအင်ဂျီတွေကိုတိမ်တောင်ကို30စုစုပေါင်းတိမ်ပေါင်း1000 ူတန်းခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်ကဖော်ပြခဲ့တယ်။နောက်တော့တကယ်ဖြစ်တဲ့လူတွေမရဘဲအုပ်ချုပ်ရေးမှုနဲ့စစ်တပ်ကပေးတဲ့စရင်တိုင်းလှူတယ်ဆိုပြီးပြဿနာကြီးပွက်တော့ရိုက်ကြတယ်။ပြင်မနာမှုပြင်မနာကနေ85အင်းလူတန်းဝေးသိန်းလေးတောင်ပေးရခဲ့ပြီဆိုတော့ဓာတ်ပုံတွေမှာလည်းနေစွဲတွေမြေပြင်ဆင်းနေတဲ့ကွယ်လဲနေတဲ့အတွက်ပြဿနာတွေထပ်တက်ပြန်တယ်။အဲ့တော့နောက်ထပ်နောက်ထပ်တစ်ခုကငလီနွဲ့လူတန်းပါတယ်ဆိုတဲ့ပတ်စံတွေကို ဖတ်စစ်တဲ့ရနေပြီးတော့ဂရင်တောင်ဆေးုံမှာကြောက်ကပ်ဆေးတဲ့နဲ့ဆေးသွေးစားများလူတန်းနေလို့ဆိုပါလေတံမိုးမင်းသိန်းထောင်ကနန်းလောက်ကွာနေစစ်တပ်ကလည်းပေးတယ်ကိုကိုတိုင်းလည်းခိုးတယ်ဆိုတဲ့အခြေအနေမျိုးကိုလည်းပြည်သူလူထုကဝေဖန်နေကြတယ်အဲ့တော့စတေမာလာ26ရက်နေ့ရေကြီးမှုမှာလည်းစစ်တပ်အတိုင်းဝိုင်းကသာလှူတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးပြင်းပြင်းထန်ထန်ပြည်သူလူထုကလက်ညှိုးထိုးဝေဖန် ်ငွေကြေးအရှုပ်ရှင်းနေတဲ့တိမ်ဆောင်ခိုင်နေဝင်ပရိုက်တာအတင်းတစ်ခုထောင်ခဲ့ပါသေးတယ်ဒါမဲ့ငွေကြေးအရှုပ်ရှင်းများကြောင့်ပြိုကွဲပြီးလက်ရှိအတင်းကပြန်လဲဖွဲ့စည်းထားတဲ့အတင်းအဖွဲ့ပိုင်းငွေကြေးများကိုတုံးဆွဲခြင်းယင်းဤသူများထံမှအဖွဲနာမနဲ့ငွေချေးတယ်ပတ်စံချေးတယ်တုပ်ဆောင်ခန်းင်းဝင်နဲ့သူရဲ့ချစ်သူဒေါ်ပလဲကေခိုင်က GD နံများနံများချင်းပုတ်တဲ့ကိစ္စ သုံးဖြုံလုံးကလည်းနှစ်ယောက်အတူတူပဲဗျာပြဿနာတက်တော့မှဂျေဒီဆိုတဲ့ကေတီခိုင်ကိုလွှဲချပြီးခေါင်းဆောင်သွားတယ်အဲ့တော့ငွေကြေးလိမ်လံခံရသူတွေထဲမှာဘသူအထိပါလဲဆိုရင် NUG ရဲ့လူခွေဝန်ကြီးဦးအောင်မျိုးမင်းထိပါတယ်မျက်ကြုံလားမင်းဒီပေါ်မျိုးမင်းကိုအဲ့တော့အဖွဲ့တဲ့ဒီဒီပေါ်တော့ pride အဖွဲ့တဲ့သုံးမှုတယောက်ဆောင်ရန်အောင်လူတန်းထားတဲ့ကားတစ်စီးကိုလည်းရောင်းလိုက် အဲအဲ့ဒီမှာနောက်ထပ်ကလေးတွေမွေးစားတယ်ဆိုရယ် pride အစီအစဉ်တစ်စတင်နေပထမပရာမီတာဂေယာတစ်ခုအဲ pride အဖွဲတစ်ခုတောင်းတာပြတ်သွားပြီးတော့ pride နောက်ထပ်မိဘမဲ့ pride တစ်ခုတီတောင်းပြီးအဲကလေးတွေကိုလိုက်မွေးစားနေတယ်လက်ရှိကလေးတွေကိုမွေးစားပြီးတော့ဂေယာကိုလဲပတ်နေဂေယာအတွက်တိုက်ခန်းပထမတန်လင်ကတန်လင်တဘာဝတရားရိပ်တာကပေးတယ်ပါဝင်လောက်ကင်ကူညီပေးတယ်လို့ဆိုတယ်တဘာဝတရားရိပ်တာကနော် ဓာတ်ပုံရဲ့ဗီဒီယိုရိုက်ရက်မိဒီမှာပဲဒီခလေးကေဟာဘူးလာတယ်ဂျန်တဲ့အချိန်မှာ shopping တော့နော်အဲ့တော့ဒီလိုရှုပ်ထွေးနေတဲ့သူအငင်းဘွားပွဲဟာစစ်တပ်နဲ့နောက်ကွယ်မှာပတ်သက်နေတဲ့အချက်တွေကတော့ထင်ရှားရှားတွေ့ရပြီးပထမအိမ်ငားနဲ့နေတဲ့ဘွားကနောက်တော့အခုဆို channel အိမ်ကြီးအတော်တော်များများဝယ်နိုင်နေပြီဖြစ်ပါတယ်သူ့မိကအိမ်တလုံးဝယ်ထားတယ်အရေးကြတယ်ဝယ်ထား မဟုတ်ဘူးဆိုခန်းရင်းဝင်လာငင်းလို့ရပါတယ်အဲ့တော့နောက်တဲ့အလူရှင်ရဲ့အကူညီနဲ့မြောက်တကုံကို43ရက်ွက်ကိုဒီမိဘမက်ကေကပြောင်းရွှေ့တယ်တောင်တကုံကိုလည်းထပ်မံရွှေ့တယ်လက်ရှိမှာအိမ်ချမ်းပြေများစွာပိုင်ဆိုင်နေပြီအိမ်ငားနဲ့နေတဲ့လူကကလောမျိုးအပါဝင်အိမ်တွေအများကြီးဝယ်လာတယ်သိမ့်ထောင်ကျော်တဲ့ကားတွေလည်းတော်တော်ပိုင်နေပြီဒါပေမဲ့ဘဏ္ဍာရှိပိုင်နဲ့ဘဏ္ဍာကွက်ပိုင်နေဆိုတော့အဲ့တော့ကျွန်တော်တို့တေချာတည်ပြီးဖို့ခက်ခဲပါတယ်အဲ့တော့ ကလေးငယ်တွေကလေးငယ်တွေကိုဗန်းပြလေလို့လေဆွဆွဲခံနိုင်ရတွေရှိပြီးလက်ရှိတွဲနေတဲ့ရီးစားတယောက်ရှိပါတယ်သူကပဲအလူငွေတွေကိုပိုင်ဆိုင်မှုတွေကိုအကုန်စီမံခံခွဲနေတယ်လို့ကျွန်တော်တို့သိရပါတယ်အဲ့တော့ခိုင်မင်းဝေဟာဖက်စစ်တပ်ကအရာရှိကြီးတွေနဲ့လေလူမှုရေးအရှုပ်ရှင်းပြဿနာတွေရှိပြီးတော့သူဖန်ခိုင်ခြင်းဖန်ခိုင်လို့ရတယ်ဆိုတဲ့အခြေအနေမျိုးရှိရသိရပါ ဲ့တော့ဝန်ထမ်းတွေကိုလည်းရိုင်းရိုင်းပြပြဆဲဆုဆက်ဆန်းနေဝန်ထမ်းဘဏ်အကောင့်တွေကိုလည်းအလူငွေလက်ခံလေးရှိတယ်။အမ်သူသမင်းဆိုင်ရုပ်ရှင်တွေရလို့ပဲဗျ။ဘေးနားမှာလူတယောက်ရက်ပြီးရက်ခတ်ပေးရတာ။အဲ့တော့ပတ်စံသိမ့်ဖို့ပဲအလူငွေရတဲ့ပတ်စံတွေသိမ့်ဖို့ပဲကြရဘူးလာလေးရှိပြီးညာဒီဓာတ်ပုံရိုက်ဖို့ video media interview တွေလိုက်ဖို့အဲဒီဒီကိုပဲလာတယ်ပေါ့ဗျာနော်အဲ့တော့တေးဥဆောင်ခိုင်နေဝီ မျက်နှာဖုံးကွာကျသွားတဲ့အဓိကအချက်ကတော့အခုဆိုရင် luxury 8တွေကင်ပြီးနိုင်ဆိုလဲသိညာဂျော်ဒန်တွေပတ်နေတာသူကြီးစားနေစင်တူဝစ်တာတော့ brand တွေကိုလေမြန်နဲ့နေချင်းပြန်ဝယ်တာဘန်ကောက်မြန်မာလာဝယ်နေသလားအဲ့တော့နောက်ထပ်ကြောက်မြတ်နာဝယ်ရောင်းရီလုပ်ငန်းကြီးကိုလည်းပိုင်ဆိုင်ထားတယ်လို့ဟောလို့နမကြီးတယောက်ဆောင်တယောက်နှစ်မန္တလေးဟိုတယ်လုပ်ငန်းရှင်တအူးနဲ့အတူလောက်ကင်နေတယ်လို့ကျွန်တော်တို့ ေးရပါတယ်။ကြောက်မြတ်တွေတဲတာရောင်းတာကိုစစ်တပ်ကမျက်စိမိတ်ထားပေးတာပဲ။ဟောင်ကောင်တိသွားလုပ်တယ်လို့ကျွန်တော်သိရပါတယ်။အဲ့တော့ကောင်းတာတွေမကောင်းတာတွေကတော့ပြည်သူလူထုစုံဖြတ်ပါ။အင်းလက်ရှိမှာတော့သိန်းပေါင်း၄000 5000ဆိုတာအစိုးရထတ်တော်လက်ရှိစစ်တပ်တက်တော်သူ့ကိုဝိုင်းလူနေကြတာကတော့ဘလုံနီးနဲ့မှတဘာဝမကြပါဘူးဒီအချက်တွေဒီအခြေအနေတွေဟာ ဗမှုကြောင်ချိုထွန်းအောင်ကို နေပြည်ရန်ကုန်အဲဒီခုနှစ်မိုင်မှာတော်လိုင်းတက်တွေကရှင်းလင်းလိုက်ပြီးမာလာစီကမာလာစီကစစ်ဘုံကျုပ်တီမှန်သမျှအမဲလိုက်ခံရတော့မယ်လို့ကြွေးကြော်တမ်းပြီးမှခိုင်နှင်းဝေတတဲ့ထွက်ပေါ်လာတော့ပါဒီကနေ့အကုတ္တကောင် ချိုထွန်းအောင်ရှင်းလင်းလိုက်တာကိုကျေးဇူးတင်ရမယ်အစားဖတ်စစ်တက်ဟာသူ့အကုတ္တနဲ့သူရန်ကုန်ကိုဝင်နောက်နေတယ်လို့ ရန်ကုန်တက်နိုင်မှုရန်ကုန်စစ်နေသားမှုနဲ့ရန်ကုန်စစ်တိုင်းမှုအပေါ်ဝင်နေပြည်တော်မှာပတ်တော်ချိုက်နေပါတယ်မင်းအောင်လိုင်းအမြတ်ဒေါသတွေကစစ်တိုင်းမှုတွေပေါ်တင့်ပြီးနေပြည်တော်အစည်းအဝေးမှာတကြိမ်ကြိမ်နဲ့အတတိမဆံပြုတ်တောက်ချင်လာလို့အမေခံနေရတဲ့အခြေအနေပါဆိုတော့ဒီအခြေအနေကြောင့်ရန်ကုန်မှာအစီအစေးတွေအမတန်ကျန်းနေပြီးလိုင်းတရားတမာကုန်းအတွင်းပဒံရွှေကန်းတရား ရက်ကွက်အုပ်ချုပ်ရေးစစ်သားတွေအင်းဒီအပြင်ထွက်ခိုင်းပြီးတော့အဲစင်းစစ်တလူနဲ့စက်ကားတွေနဲ့အမြဲမပြတ်စောင့်ကြည့်စစ်စင်းနေမှုရှိပါတယ်။တမာကုန်းမှာစစ်ကားနှစ်စီးဟွန်တာဖစ်ဒဇီရက်ကွက်အုပ်ချုပ်မှုအပါအဝင်အင်အား20ကျော်30နီးပါးလောက်လိုက်စစ်စင်းနေပါတယ်။မနေ့ကညမနေ့ကနော်ဒီချုံတော့အောင်အကုတ္တကောင်ချုံတော့အောင်ပြစ်ခတ်ခံတဲ့နေရာနီးတော့ဝိုက်ပါ စိတ်အင်အားအများပြားချလာတယ်အဲ့တော့လက်ရှိမှာအထူထောင်းခံဆဲခံတာပေါ့အလုံးလုံးပြတယ်လို့လေကျွန်တော်တို့ထင်ရတာပေါ့ဗျာအဲ့တော့မေလ23ရက်နေ့မှာတောင်းကလကိုလည်းအစင်းဝင်စစ်တယ်ဆိုပြီးမာကစတန်လန်နိုင်မှာလူငယ်တွေကိုဖမ်းဆီးသွားတာရှိပါတယ်အခုတို့ကောင်ချုံထုံးအောင် စစ်တပ်ကအငိမ့်သာယူပြီးပြီကွာသူကသူဖျားတရားလေးလုပ်နေတာဟူအကြမ်းဖက်ပြစ်တတ်တယ်လို့ဆိုတော့ဘောမတတိုက်ကူမင်းတို့ကိုတခါတက်ပြောပြပါအောင်မင်းပြည်သူကိုတတ်ဖို့အတွက်ဒီချိုထုံးအောင်အာကုသူကောင်ဟာနိုင်ငံတော်လုံးကြုံရေးနဲ့အကြမ်းမှုတိုက်ဖြတ်ရေးဘာသာရပ်ကိုသင်ချားပေးနေတာအဲ့ဘာသာရပ်ဟာပြည်သူကိုတတ်ဖို့အတွက်ဖြစ်တယ်တွယ်ဝိုက်တော့နီးနဲ့ပြည်သူကိုတတ်ဖို့ကူညီပေးနေသူနံပါတ်1တတ်မှတ်တယ်နံပါတ်2အငိမ့်စားယူလဲမင်းတို့မလွတ်ဘူးဆိုတော့ငါတို့ပြတာဖြစ်ပါတယ် တန်းရွှေနေဝင်းကတော့ပြေသွားပြီတူတာသမီးအေးနေဝင်းကြောင့်နေဝင်းဇွဲ့နေဝင်းရှိသေးတယ်ဆန္နာဝင်းနေဝင်းသူ့ဤတာသမီးမျိုးဆက်များဒီတစ်ခေါက်မြေခမ်းမှာတော့ရောက်နောက်တစ်ခုတန်းရွှေသူ့ဤတာသမီးမြေမြများအောင်ပြေဆုံးလို့မရပါသားလားလင်ပါသားလားမသိဘူးအော် sorry တန်းရွှေတန်းရွှေတန်းရွှေကဖို့ဖူးလာပြီလို့ပြောလို့လား sorry မဟုတ်ဘူးခုနမင်းအောင်လိုက်နေမှာလို့ခင်ညွန့်ဟွန်းမင်းအောင်လိုက်သူ့ဤတာသမီးမြေမြများ 收完，阿姆叫做喂啦，嗯，农叫做喂。阿啥事嘞？他讲收成尼嘛少，大米谷麦子啊那等个嘞，食不足，阿台湾得苦农户，阿别甘瓜皮啊食得个，脱瓜皮啊人家就瓜皮收哟，上路嘛辛苦不行嘞。地大米谷出虫子，地大米谷地里阿钱尼唔要落去啦，咪落食得有只得苦咯。 အတိုင်းဝိုင်းတစ်ခုလုံးတောင်းဝင်ခံကိုခံရမယ်ဒီပွဲကပေါ်မကူရေမရှူစတဲ့မင်းတို့တိတ်ကြောက်နေတဲ့အခြေအနေတွေကိုငါတို့မြင်နေရတယ်ကြောက်မှာပေါ့မင်းတို့ကအကျိုးစီးပွားတွေရှိတာပေါ့ငါတို့ကဗလာနတ်တိနှလုံးသားထဲမှာရှိတဲ့ယုံကြည်ချက်အတိုင်းစစ်တပ်ကိုဖြိုချနေတာရှင်းနေတော့မင်းတို့ပိုင်ဆိုင်မှုတွေမင်းတို့ရဲ့တာယာမှုတွေမင်းတို့ရဲ့စစ်တပ်အတိုင်းဝိုင်းတစ်ခုလုံးတိုင်းပြည်ကိုဂုတ်သွေးစုပ်ပြီးရယူတာနဲ့စီးစိမ်တွေကို ဖတ်တွေ့ထားတဲ့စိတ်ကြောင့်မင်းတို့အယံကြောက်နေကြပြီမလားစိတ်မပူပါနဲ့တစ်ချိန်ဒါတွေကိုတိုင်းပြီးပြန်လေထူတော်ရေးမှာအတုံးပြုတ်ကိုပြုတ်မှာဖြစ်ပါတယ်အဲ့တော့ဒီသတင်းနဲ့ဆက်ဆက်ပြီးတော့အချုပ်အနေနဲ့မဏိကမင်းညာခရိုင်ထူးစစ်စီမှာခရိုင်တရေးစေဦးနေတို့မြို့နယ်ပျောက်ကြားမြို့နယ်ပတ်ကဖဘောင်းဆောင်တွေတပ်ပေါင်းစုတရံတိုက်ပွဲမှာကျွန်တော်အစရတဲ့ကပြောခဲ့တယ်တောင်တာဂတ်စ်ပိုက်လာ ဒါထိုးဤ gas pipeline တွေမျိုးမှာ yes ခန်းဆိုတဲ့ကိစ္စနှစ်ခုတောက်တွေ့ရပါတယ်ဒါကြောင့်မို့ပြည်သူကာကွယ်ရေးတပ်တွေဟာမန္တလေးတိုင်းထဲမှာရှိတဲ့ gas pipeline တစ်ခုလုံးထိမ့်ချုပ်တော့ပါလားဒါဆိုရင်တရုတ်ဗာဆက်လို့အာရခတ်တတော်ကြီးကတော့ကြောက်ဖြူကိုဝိုင်းပတ်ပိတ်ဆို့ထားပါအာရခတ်တတော်ကြီးကလည်းကြောက်ဖြူရဲ့ gas pipeline စတင်ရနေရကိုထိမ့်ချုပ်လိုက်တရုတ်ဗာလို့ အရင်စိတ်ဝင်စားစရာကောင်းလေအခင်းချင်းသင်းတစ်ခုလာနေပါဘူးအဲ့ဒါဟာကျွန်တော်တို့အောင်လန်တော်ကိုလှမ်းမြင်နေရတဲ့အခင်းချင်းပဲလို့မှတ်ယူရပါမယ်နေ့တိုင်းဒီစမ်းကတော့ဒီလောက်ပါပဲညမှာတက်ဆုံးကျေးဇူးတင်ပါ